င်းစဉ်၄၀တရင်ရဲ့အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်တော်ကတော့မြန်မိုးထပ်ပါတင်ဆက်ပေးခြင်းနဲ့တရင်ရဲ့အကြောင်းအရာတွေကတော့ကမ္ဘာရွှေစိမ်းနေရသူမြန်မာရွှေစိမ်းပြန်ကြလာပြီးဈေးကွက်တွင်ဝယ်နေဆိုရတဲ့စီစဲလုပ်ငန်းများကိုစက်သိန်း9000မှ10000ဝထိတိုးမြင့်ထုတ်ချေရေးဆွေးနွေးနေဆိုရတဲ့ ာတရက်တွင်တင်္ဂလာပင်လယ်အော၌မုန်တိုင်းငယ်၃ချိန်ဖြစ်ပေါ်နိုင်ပြီးဆောင်းဖုံးများရွာနိုင်ဆိုတဲ့တွင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့တရုတ်နိုင်ငံကလူလုံကျုံများတွင်ခရီးသွားလုပ်ငန်းများမြင့်တင်ဆိုတဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ် တင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ကမ္ဘာရွှေဈေးနှစ်ရက်သူမြမရွှေဈေးပြန်ချလာပြီးဈေးကွာတွင်အဝယ်နဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှိခုတပတ်အတွင်းကမ္ဘာရွှေဈေးပြန်လဲကျဆင်းလာတာနဲ့အတူမြမရွှေဈေးလည်းလိုက်ပါကျဆင်းလာပြီးဈေးကွက်တွင် ရွှေရသုံးဝက်ခဲဝယ်ယူသူနေပါနေတယ်လို့ရွှေဈေးကွက်မှစုံစမ်းသိရှိရပါတယ်။ ။တမိုင်းတလျှောက်စံချိန်တင်မြင့်တက်ခဲ့တဲ့ကဘာရွှေစည်းမှာရခိုင်တပတ်ကအတောင်စားကို4255ဒေါ်လာရှိခဲ့ပေမဲ့တပတ်အတွင်းမှာအတောင်စားကိုဒေါ်လာ200ကျော်ပြန်လဲကျဆင်းလာခဲ့ပါတယ်။ကမ္ဘာရွှေဈေးချထော်မြန်မာရွှေဈေးလဲလိုက်ကြလာတဲ့ပြည်တွင်းဈေးကွာမှာကဈေးတွေချရှင် အဝယ်မလိုက်တော့ဘူးဈေးထက်ကြမလားဆိုပြီးရောင်းချင်တဲ့သူကများလာတဲ့လို့ရွှေလုံငန်းရှင်တအူးကပြောပါတဲ့ ရွှေစည်းကွာအတွင်းရောင်းတိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းမှထုတ်ပြန်သည့်ရည်ညွန်းစရာတိုင်းသာရောင်းချရန်ထုတ်ပြန်ထားတော်လဲပြပရွှေပေါင်စည်းနှင့်ရည်ညွန်းစည်းမှကွာခြားချက်များလုံးနေထောင်ကိုလည်းတွေ့ရပါသည် ယနေ့အော်တိုဘာလ28ရက်အတွက်ဒတ်တထုရွှေရှိညိုစေးတမတ်ရှိကော်မတီကတိတ်သီးစာ19.25ဂရမ်နဲ့အထက်ရှိတဲ့စံချိန်မီရွှေတစ်ချက်သား16.3925ဂရမ်ရဲ့ဒတ်တထုရွှေရှိညိုစေးကိုကျပ်96.8000လို့တမတ်ထုတ်ပြန်ထားပေမဲ့ပြင်ပပေါက်ဈေးမှာတော့အခောက်ရွှေတစ်ချက်သားကို83.8000အထိပေါက်ဈေးရှိနေပါတဲ့ ယခင်ကကြာစင်းနေခဲ့တဲ့အမေရိကန်ဒေါ်လာလဲလဲနှုံးမာထော့အနေငယ်ပြန်လဲမြင့်တက်လာပြီးယနေ့အတွက်ပေါင်စည်းကားထော့အယောင်4080ကျပ်နဲ့အဝယ်3980ကျပ်ရှိတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းပုတ်အနေနဲ့စီစားလုပ်ငန်းများကိုကျပ်သိန်း9000မှ10000ဝက်ထိတိုးမြင့်ထုတ်ချေးရှိဆွေးနွေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စီစားလုပ်ငန်းများကိုစက်သိန်း9000ကနေတသောင်းဝက်ထီတိုးမြင်ထုတ်ချေရှိဆွေးနွေးနေတဲ့လို့စီစားလုပ်ငန်းများဖွံ့ဖြိုးရေးချင်းငွေစီမံခန့်ခွဲမှုအဖွဲ့ရဲ့အစည်းအဝေးဆွေးနွေးချက်ရာတည်ရပါတဲ့ပြည်တွင်းမှာထုတ်လုပ်နေတဲ့စီစားလုပ်ငန်းတွေကိုအများဆုံးချေငွေစက်သိန်း3000ချေပေးရာကနေသိန်း9000ဝက်ထီထုတ်ချေနိုင်ဖို့နဲ့ကုမ္ပဏီအစုအဖွဲ့တွေ စီစားအကြီးတွေစက်အစ်တီတိဆောက်ထားတိုးချဲ့တက်စင်ထားတွေအတွက်ငွေကြေးသိန်းတသောင်းဝက်ထီ သုံးမြင့်ထုတ်ချဖို့ဆွေးနွေးနေတယ်လို့ဆိုပါတယ်။စီစံလုပ်ငန်းတွေကိုနိုင်ငံပိုင်ဖန်တွေဖြစ်တဲ့မြမစီးပွားရေးဖန်မြမလေယာဖွံ့ဖြိုးရေးဖန်အပြင်ပုဂ္ဂလိကဖန်တွေပါဝင်ဆောင်ရွက်ချေပေးနိုင်ရှိကိုလည်းဆွေးနွေးနေတယ်လို့လည်းသိရပါတယ်ရှင်။ဆလပီဆောင်ရတရတွင်ဘင်္ဂလားပင်လယ်အော်၌မုန်တိုင်းငယ်၃ချိန်ဖြစ်ပေါ်နိုင်ပြီးဆောင်းမှုများရွာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုနှင်ဆောင်ရာဒီရက်တွင်ဘင်္ဂလားပင်လယ်အော်၌မုန်တိုင်းငယ်၃ချိန်ဖြစ်ပေါ်နိုင်ပြီးဒေသအများစုမှလည်းဆောင်းမိုးတွေရွာနိုင်ထိလို့မိုးလေဝသနှင့်ဆက်လက်ဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရပါထိဆောင်းရာဒီကာလဖြစ်တဲ့2025ခုနှစ်နိုဝင်ဘာလခါနေ့2026ခုနှစ်ဖေဖော်ဝါရီလအထိရက်တို့ရေပူရမိုးလေဝသနှင့်ဆက်လက်ဗေဒခံမှန်းချက်အရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှလေ ဖျားနဲ့ရံဝန်း၅ချိန်ဖြစ်ပေါ်နိုင်ပြီး၃ချိန်မှာပုံမောအကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ မိုးရွာသွန်းမှုအခြေအနေတွေကတော့နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းရဲ့နောက်ပိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့အေယဝတီတိုင်းတို့မှာရွာသွန်းမြန်းထက်ပိုနိုင်ပြီးကချင်ပြည်နယ်မှာရွာသွန်းမြန်းအောင်လျှော်နေနိုင်ကရန်ကုန်တိုင်းပဲခူးတိုင်းရဲ့ရှေ့ပိုင်းစကိုင်းတိုင်းရဲ့ထက်ပိုင်းတနင်္သာရီတိုင်းကယားကရင်ချင်းမိုးရခိုင်နဲ့ရန်ပြည်နယ်တို့မှာရွာသွန်းမြန်းခန့်မိုးထင်ချုံရွာနိုင်တယ်လို့သိရပါတယ်။ညအပူချိန်တွေကတော့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာဆောင်း ာသီကာလပြန်ပြပူချိန်ရဲ့တိတိမငါဒီဂရီဆဲစီယန်နဲ့အထက်ပိုနိုင်ပြီးကြံသေးတာတွေမာထော့ဆုံးရာသီကာလပြန်ပြပူချိန်ခံတာရှိနိုင်တယ်လို့ဆိုပါတယ်လူအချင်းနေကတော့ဆောင်းရာသီကာလအတွင်းဒေတာအလိုက်မြူထူဆိုင်နေရှိပြီးဂန်ယူရန်ဒေတာများကုန်းမြင့်နဲ့တောင်တန်းဒေတာတို့မှာပိုမိုထူထပ်စွာမြူထူဆိုင်တတ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ တရုတ်နိုင်ငံကလူလုံကျွများတွင်ခရီးသွားလုပ်ငန်းများမြင့်တင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်တောင်ပိုင်းမှာသရာဥမင်လှိုင်ကောင်းစီမံကိန်းကြီးဖြစ်တဲ့အနောက်ဖက်လူလုံကျွန်းရှင်ချင်းကျုံချမ်းဆက်သွဲလမ်းကြောင်းကို အခုဆိုရင် အများပြည်သူခရီးစဉ်အတွက်ခွင့်ပြုလိုက်ပြီးဖြစ်ပြီးအဆင့်မြင့်လာတဲ့အင်ဂျင်နီယာရှုခင်းတွေနဲ့လှပါတဲ့ကန်ယူရန်ရှုခင်းတွေကြီးစုနိုင်ပြီးဖြစ်ပါတဲ့ ဒီခရီးစဉ်မှာပို့ဆောင်ပြတာချင်းနဲ့အလန်းညွန်ချင်းများပါဝင်ပြီးတရုတ်ပြည်ရဲ့အထင်ရှားဆုံးစီမံကိန်းတွေထဲကတစ်ခုကို အနီးကမြင်သွေးခွင့်ရမှာဖြစ်ပါတယ်ရှင်ချင်းကျုံရှမ်းတရာဟာပလဲမြင့်ဒေတာပိုင်းခြားထားတဲ့မြို့ကြီးနှစ်မြို့ကိုဆက်သွဲပေးထားတာဖြစ်ပါတယ်။တရာတွေကနေလှိုင်ကောင်းဖြစ်တာတဲ့အကူအပြောင်းနေရာတွေမှာ လူလုံကျုံတွေဖန်တီးထားပါတယ်။ ်စန်တကာလာအထွင်းလက်ပတ်ပူဆောင်ခြင်းနဲ့၃နာရီစာကျွန်းလှက်လဲစူးစမ်းခြင်းတို့ပါဝင်ပါထိတ်အနာကမှခရီးသွားအာနာပိုင်များကလက်ပတ်သူများအသွက်ရွေးချယ်စရာများတိုးချဲ့ပေးသွားဖို့မျှော်လင့်ထားပါထိတ် လွန်ခဲ့တဲ့တစ်နှစ်ကစတင်ဖွင့်လင်းခဲ့ရာဖြတ်တန်းခဲ့တဲ့ရင်ပေါင်း၄၂သန်းတမ၈သန်းရှိခဲ့ပါအထိကအများဆုံးနေတွေမှာဆိုရှင်ရင်ပေါင်း38,600ခန့်ရှိခဲ့ရာခရီးစဉ်များကိုယာယီရဆိုင်ရတဲ့အထိဖြစ်စေပါအထိနေရတခုထဲမှာပဲလမ်းချောင်းလမ်းဖြည့်ရင်ကျောပိတ်ဆို့မှုဖြည့်ရှင်းစနစ်ပေါင်းဝင်ထားချောင်းဒေတာအတွင်းသွာလာမှုကိုအဆင်ပြေချုံးဝေစေပါအထိ လက်ရှိမှာနေစဉ်ရင်မောင်းပြန်ပြ18500ခန်းကိုဘေးကင်းစိတ်ချစွာ မောင်းနှင်သွားလာစေပါထဲလို့တည်ရပါထဲရှင်ရှိခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမခါတော်များမို့ထပ်ပါ